လင်ပေးသည့်ပြည်သူများအတွက်လူကံပါတဲ့ခမညငယ်ချင်းစိတ်မလျှော်လိုက်ပါနဲ့ငယ်ချင်းမင်းတို့တို့မျက်ရှိနေမယ်အရင်နေ့ကတော့၃ရက်မြောက်ရှိပြီပေါ့နော်ကျွန်တော်တို့ကအလူခံရင်းနဲ့ဒါကုသိုလ်ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့အေးလေးတွေ3ရီတာပြန်ပြီးတော့တိုက်တဲ့အစီအစဉ်လေးပေါ့နော်အဲ့ဒါလေးလို့တော့၃ရက်ရှိပါပြီ ်ငွေသားပဲငွေသားလေးကိုစိုင်းနေတဲ့တေးစားပေါ့နော်အဲ့လိုမျိုးတအိမ်တောင်ဘလောက်ဘလောက်ပေါ့အဲ့လိုမျိုးတကယ်ကိုမှအခက်ခဲဖြစ်တဲ့တကယ်ကိုမှတကယ်ငလျင်ဘေးထိတဲ့မိသားစုတွေပဲလှူသွားမှာပေါ့နော်ဟုတ်ဟုတ်အလူငွေတွေကောက်ခံပေးရပေါ့နော်ကောက်ခံပေးရတော့ကျွန်တော်အခုဒီနေ့နဲ့အနှစ်ရက်ပေါ့မနေ့ကစကောက်တဲ့နေ့15သိန်းလောက်တော့ရတယ်ဗျအဲ့ဒါတော့ကျွန်တော်ရရချင်းချက်ချင်းလမ်းလွဲပေးလိုက်တယ်ပြီးတော့ဒါအခုဒီနေ့ကတော့ဒါကျွန်တော်ကိုယ်တိုင်ပေါ့နော်လှုပ်အားလေးနဲ့တတ်နိုင်တဲ့လောက်လာပြီးတော့ ဟိုလောအားဌာနအနေနဲ့ဟိုကူညီတာပါကြဟုတ်ပြီအကောင်းဆုံးရေချေပါဆုံးရေချေပါ အဲ့တော့တနင်္လာပေးလေပေါ့နော်ဒီတန်းမှာပဲအမားတို့၃ရက်နိုင်တဲ့အတိုင်းတာလေးနဲ့အမ်းပြီးတော့ဘလို့မှမနေလို့မရဘူးကို့မိသားစုဝင်လို့ပဲပေါ့နော်အမားတို့တကယ်စိတ်မကောင်းဖြစ်မိပါလေအဲ့ဒါကြောင့်မို့လဲအမားတို့တိမ်မှထိုင်နေမဲ့အတူတူတတောင်းတနေရာကအမားတို့ကုညီအားဖြစ်ပေးမယ်ဆိုပြီးအမားတို့ပတ်လာခြင်းဖြစ်ပါလေ။အော်မန်ကျွန်တော်ကမန်လေးသားဆိုတော့ပြီးတော့ဟိုကို့ဇာတိလည်းဖြစ်တယ်ပေါ့ငယ်ငယ်ကလေးကဟိုမန်လေးမှာကြီးပြီးတော့မန်လေးမှာနေခဲ့ရတာဆိုတော့ ဟိုအခုမှသာဒီအနုပညာသိက္ခာလေးလို့တော့ရန်ကုန်ပြောင်းလာတော့ဗောနော်ပြောင်းလာတာလေတော်ကြပြီဆိုပေမဲ့အဲ့မဲ့ပို့ရဲ့မန္တလေးဇာတိကိုတော့ဘယ်တော့မှလည်းမမေ့ပါဘူးအမြဲတမ်းတတိယပြီးတော့ဟိုမန္တလေးမှာနေရတာလည်းပျော်တယ်အလုပ်ကိစ္စကြောင့်မဟုတ်တာဒီရန်ကုန်မှာလာနေရတာဆိုတော့အခုလိုမျိုးအာကိုယ့်ရဲ့မန္တလေးမြို့ကြီးဟိုဒီလိုမျိုးစိတ်မကောင်းစရာပေါ့မြင်ကွင်းတွေမြင်ရတာတွေပါရတော့တကယ်တော့စိတ်မကောင်းပါဘူးဟိုတက်လာတဲ့တတိယနေ့ကြီးလိုက်တိုင်းလဲဟိုစိတ်ထဲမှာတော့ဟို ြောမယ်ဆိုရင်ထဲမှာစုရယ်ဘာလို့လဲဆိုတော့ကိုရဲ့ဇာတိမျိုးလည်းဖြစ်တာ哦ကိုဇာတိမျိုးလည်းဖြစ်တယ်ပြီးတော့ဟိုမန္တလေးနဲ့အတူပေါ့နော်တခြားငလင်နဲ့ခံရတဲ့ဒီတခြားမျိုးတွေပိုလဲတကယ်လဲစိတ်မကောင်းလို့တကယ်လဲဟိုဝမ်းနေတယ်အဲ့အဲ့ဒီမြင်ကွင်းတွေကိုကြီးလိုက်မင်းဟိုအသက်ရှူအသက်ရှူတော့ကြက်တယ်အဲ့လိုမျိုးပေါ့နော်အသက်ရှူကြက်တယ်ဟိုအဲ့ဒီတော့လဲဘာကူညီရမလဲဆိုရက်စိတ်အတွေးနဲ့ပဲအဲ့လိုမျိုးအမြဲတမ်းနေတိုင်းပေါ့နော်ဟို တွေးတွေးနေတယ်ပေါ့နော်အဲ့လိုကျတော့ဟိုပြောမပြတတ်အောင်ပဲတကယ်ဟိုဟိုစိတ်မကောင်းပြောင်းအာဒီနေ့ကတော့၃ရက်မြောက်ရှိပြီပေါ့နော်ကျွန်တော်တို့ကအလူခန့်ရင်းနဲ့ဒါကုသိုလ်ဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့အေးလေးတွေစတူဒီတာပြန်ပြီးတော့တိုက်တဲ့အစီအစဉ်လေးပေါ့နော်အဲ့ဒါလေးတော့၃ရက်ရှိပါပြီဒါကတော့၃ရက်မြောက်ပေါ့နော်ပထမ၂ရက်ကတော့ဟိုတိန့်တရာကျော်ရထားပါတယ်ခင်ဗျဟုတ် ကလေးပေးသေးပြီသူများအတွက်လူကံပါလေခင်ဗျာဒီနေ့တော့ကျွန်တော်တို့ line ပေါ်မှာလဲကျွန်တော်တို့ထော်ရာတဲ့စုံခွဲဆိုရယ်ဟိုကလူလေးပေါ့နော်အဲ့ကနေပြီးတော့ကျွန်တော် line ပေါ်မှာလဲအလူငွေလေးရစတော့လဲကျွန်တော်ရနေကြပြီပေါ့နော်အခုကကြတော့ကျွန်တော်တို့အမဒီကွာတငယ်ချင်းတွေနဲ့ပေါ့နော်ဒါလာပြီးတော့လှုပ်အားပေးတာပေါ့နော်ဟိုကကြတော့ line ပေါ်မှာတော်တော် live ပေါ်မှာလဲအဆင်ပြေဒါပေမဲ့အခုတော့ကိုယ်တိုင်ကိုယ်ရပါဝင်ကူညီခြင်းအတွက်ရောက်တော့ရောက်လာတာပါ အစားအမရငါတို့ကလေပတ်စံရပြီဆိုကိုကလှုပ်ကျင်တာပေါ့နော်လှုပ်ကျင်လို့ရှိရင်တကယ်ကားကြီးလည်းထက်ခဲဖြစ်တယ်ကားခက်ခဲဖြစ်တယ်ဆိုတော့ကိုကပစ္စည်းဝယ်လိုက်ပြီဆိုအဲ့ပစ္စည်းနဲ့ကားနဲ့တင်မယ်အမလူကြီးကထိုင်လို့မရတော့အဲ့လိုကြီးဖြစ်နေခါကျတော့ငါတို့အာဒီမှာငါတို့ဖွဲ့လိုက်တဲ့အဖွဲ့မှာကျတော့သူကပစ္စည်းထုံမဲ့အဖွဲ့လည်းပါတယ်ဆိုတော့ဟုတ်ပြီအဆိုရင်ရှင်ငွေငွေသားပဲငွေသားလေးကိုစာရင်းနဲ့တည်စားပေါ့နော်အဲ့လိုမျိုးတအိမ်တောင်ဘလောက်ဘလောက်ပေါ့အဲ့လိုမျိုးတကယ်ကိုမှအခက်ခဲဖြစ်တဲ့တကယ်ကိုမှတကယ်ငယ်ရင်ဘေးထိတဲ့မိသားစုတွေပဲလှူသွားမှာပေါ့နော်ဟုတ် ဟုတ်ကဲ့အရင်နေ့တွေကတော့မပုံပြီးတော့ဒီစမ်းကြောင်းတွေက bliss ပါရှင်မှာလူခံကြရတယ်အဲ့မှာဂိရုမောင်နှမတွေအများကြီးလဲအကုန်လုံးလူခံနေကြရတယ်အဲ့ချိန်မှာဂိခီးလေးတစ်ခုရောက်နေတဲ့အတွက်ဂိမပါဝင်ပေးပြစ်ဘူးဒါပေမဲ့ငွေအားလေးနဲ့ပဲဂိတက်နိုင်တဲ့ဖက်လေးရနေပြီးတော့အဲ့တုန်းကလည်းကုညီပေးပြစ်ခဲ့ပါတယ်ရှင်အခုလည်းအဲ line မှာဂိရုတကယ်ချင်းနေရပါတော့ငါတို့တော့ပဲနေရာကိုမြေပြင်ကိုသွားဖို့ရှိတယ်နင်ပါကုညီပေးအောင်မလဲဆိုလို့ရှင်ဂိငွေအားနဲ့တက်နိုင်ငွေအားလောအားနဲ့တက်နိုင်လောအားကုညီပေးပြစ်ပါရဲ့ရှင်အဓိကတော့ဘောနော် ဟိုဘသူရေစီကူလူတန်းမယ်ကူညီမယ်ဆိုတာထက်အဓိကဒါအခုကအားလုံးကငလင်ဘေးထံအတွက်ဟိုအလူခံကြတာပဲလေနော်ပြီးတော့အားလုံးဒီငလင်တွေဘေးခံစားနေရတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့အားလုံးကခုလိုမျိုးဟိုကိုတက်နိုင်တဲ့လောက်ပေါ့အဲ့လိုမျိုးကိုကိုရဲ့လုံအားလေးတွေနဲ့ဟိုလာပြီးတော့ဟိုကူညီပေးကြတာဆိုတော့ဟိုဘယ်နေရာကိုပဲဖြစ်ဖြစ်လူတန်းတာအကောင်းဆုံးမှာကျွန်တော်ဒီလေအခုပေါ်တော့လက်ရှိဒီမန္တလေးကအကိုတယောက်ကနေပြီးတော့ဒီနိဗ္ဗာန်စောတဲ့အတွက် အကူညီတောင်းတဲ့အတွက်ပေါ့ပြီးတော့ဘုံဘုံများအောင်ကြောင်းတိုင်းကဘုံဘုံတွေဒီ6တော့ပေါ့နော်6တော့နှစ်ဖက်ဖြတ်ထားရတာတွေရောပြီးတော့နောက်ထပ်ကြံတဲ့တခြားတန်ဃာတော်တွေအတွက်လည်းဟိုလူတန်းမှုပေါ့နော်လိုအပ်တဲ့ဟာလေးတွေအတွက်အဓိကတော့ဒီခြေတူးလက်တူးတွေအတွက်ပေါ့နော်အဘုံဘုံတွေအတွက်ဖြစ်သွားတဲ့ အဖုံဖုံတွေအတွက်ဟိုအလူငွေတွေကောက်ခံပေးတယ်ပေါ့နော်ကောက်ခံပေးတာတော့ကျွန်တော်အခုဒီနေ့နဲ့နှစ်ရက်ပေါ့မနေ့ကစကောက်တဲ့အိနေ15သိန်းလောက်တော့ရတယ်ဗျအဲ့ဒါတော့ကျွန်တော်ရရချင်းချက်ချင်းလမ်းလွဲပေးလိုက်တယ်ပြီးတော့ဒါအခုဒီနေ့ကတော့ဒါကျွန်တော်ကိုယ်တိုင်ပေါ့နော်လှုပ်အားလေးနဲ့တတ်နိုင်တဲ့လောက်လာပြီးတော့ဟိုလှုပ်အားဌာနအနေနဲ့ဟိုကူညီတာပါဗျဟုတ်ဟုတ်ကဲ့အော်ပီတီဖြစ်ပါတယ်ဒါကျွန်တော်တို့ကပေါ့နော်ဟောဒီချိန်မှာကိုယ့်ရဲ့ ဟိုအိမ်ထဲမှာမနေခြင်းဘူးကိုလိပ်ပြလုံခြင်းနဲ့ကိုတက်နိုင်တဲ့လောက်ပါဝင်ခြင်းနဲ့အဲ့တော့ကြောင့်မို့ဒါတချို့ကြလို့ရှိရင်ဒီဒီ9000 9000တို့1000တို့ကြတော့ဟိုလိုင်းပေါ်ကနေလှူလို့အဆင်မပြေတဲ့အားတွေရှိတယ်အဆင်မပြေတဲ့ခါကျတော့ကျွန်တော်တို့ကလူလေးအလူခံပေးတဲ့ခါကျတော့ဒီခုနှစ်သားသမီးတွေလည်းလမ်းသွားရင်းနဲ့ကုသိုလ်လေးရတယ်ကျွန်တော်တို့ကနေပြီးတော့တဆင့်ပေါ့နော်တကယ်ခိုင်မာတဲ့အဖွဲ့အစည်းတွေကိုဒါကျွန်တော်တို့ကနေပြီးတော့ဟိုနောက်ကနေပြီးတော့အလူခံပြီးတော့ဒါတို့ကိုပြန်ပြီးတော့လှူပေးမှာပါအဲ့တော့ကြောင့်မို့ဒါကိုလုံးနိုင်တာလေးနဲ့ပါဝင်ခွင့် င်းရတာပေါ့เนาะအဲ့ဒါပါဝင်မှာပေါ့เนาะဟုတ်ပါပြီးတော့ဤတို့ရဲ့တက်နိုင်တဲ့အားလေးတစ်ခုကမိသားစုလေးတစ်ခုအတွက်အထောက်ပံ့လေးတစ်ခုပဲဖြစ်တယ်ဆိုရင်ပဲအကုန်လုံးရဲ့အလူလေးတွေကထိထိရရောက်နဲ့အထောက်ပံ့ဖြစ်ပါတယ်အဲ့တော့အားလုံးလည်းထပ်ပြီးတော့အဲတက်နိုင်တဲ့ဘက်ကနေကူပေးကြပါအောင်ဤတို့လူပညာရှင်တွေလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့အားလေးတစ်ခုအဖြစ်နဲ့ပဲပါဝင်ပေးပြနေပါတယ်လို့ပြောချင်ပါတယ်ရှင်